Hello အားလုံးမမင်္ဂလာပါဒီနေ့တော့တခါလောက်ထားပြီးရင်အကြာကြီးထားခံပြီးတော့စားလို့လည်းအရင်အောင်ကောင်းတယ်ဇီးပူတီတုံနီလေးကိုလမ်းမြောက်ပေးတာပါဇီးပူတီလေးကိုထောင်းထားပြီးတော့သူတို့ကဘူးထဲမှာလုံအောင်တင်ထားမယ်ပြီးပြီဆိုရင်တော့စားခံနီးမှာအခုလိုမျိုးလေးတုပ်စားမယ်ဆိုရင်ထမင်းအရင်အောင်မိန်ပါရဲ့ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အကုန်ကြလဲသက်တာလောက်ရလဲလွယ်ကူတာမလို့စိတ်ဝင်စားရဲဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါရှင် ရင်ဆုံးတော့ဈေးပြူသွေးတွေကိုပြုတ်ပေးရပါမယ်ပြုတ်ဖို့အတွက်အိုးရဲကိုရေထည့်လိုက်ပါတယ်ဒါကတော့စုဒီနေ့သုံးမယ်ဈေးပြူသွေးလေးပါဈေးပြူသွေးတွေကိုတေချာလေးရေပြောင်ဆင်အောင်လို့စေကြောထားပေးပါတယ်ပြီးပြီဆိုရင်တော့အစောကအိုးရဲကိုထည့်ပြီးတော့မှဈေးပြူသွေးတွေနူးလာတဲ့အထိကိုပြုတ်ထားပေးလိုက်ပါမယ်နနမင်းလေးထည့်တော့ရင်အရန်မွှေးပြီးတော့စားလို့ကောင်းတာမလို့နနမင်းလေးကိုလည်းလိဖြတ်ထားပေးလိုက်ပါမယ်စီရိုကျက်တော်မိတ်လေးထည့်တော့ရှင်လည်းရပါရဲ့နော်ပြီးပြီဆိုရင်တော့ကျက်တော်အနေနဲ့အဖြူလေးကိုလည်းအခုလိုမျိုးလေးလိထားပေးပါတယ် ။ဇီးပြူတီတုတ်ကကျွတ်သွန်အဖြူပါမှာစားကောင်းတာမလို့ကျွတ်သွန်ဖြူကိုတော့မမေ့ရပါဘူးနော်။ကဲဆူပြုတ်ထားတဲ့ဇီးပြူတီလေးကိုတစ်ချက်လောက်ကြည့်လိုက်ပါမယ်။ဇီးပြူတီလေးတွေကိုဇွန်လေးနဲ့ခရင်လေးနဲ့ထိုးကြည့်လိုက်လို့ဇီးပြူတီလေးတွေကအိပ်နေပြီဆိုရင်တော့ရသွားပါပြီ။ဆူကတော့နောက်ထပ်5မိနစ်လောက်ထပ်ပြီးတော့ပြုတ်ထားခဲ့လိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ဇီးပြူတီလေးတွေကနူးနေပြီပေါ့နော်။လုံးဝနူးဥသွားတဲ့ထည်ကိုပြုတ်ပြရပါမယ်။ဒီပြီဆိုရင်တော့ဇီးပီတီတွေကိုစကားနဲ့စစ်ပြီးတော့မှရေအေးလေးတွေကိုစိန်ထားပေးလိုက်ပါမယ်။လုံးဝအေးသွားတဲ့အထိပေါ့နော်။ စီးပြူသီးကိုထောင်းလဲစားကြသလိုအခုလိုမျိုးလေးလည်းတုပ်ပြီးတော့လဲစားကြပါရယ်သူကတော့တုပ်စားလို့ရမယ့်နီလန်းလေးကိုပြပြပေးမှဖြစ်ပါရယ်သူတို့ရေအေးလေးတွေကနေပြီးတော့စီးပြူသီးတွေကိုဆယ်ထုတ်လိုက်ပါမယ်ပြီးရင်တော့သူ့ထဲမှာပါတဲ့အဆီလေးကိုအားလုံးကိုနှွှင်ထားပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီစီးပြူသီးတွေကိုဆက်လေးနဲ့လုံးဝညက်သွားတဲ့အထိကျိတ်ထားတာဖြစ်ဖြစ်ငရုတ်ဆောင်လေးနဲ့လုံးဝညက်သွားတဲ့အထိထောင်းထားတာပဲဖြစ်ဖြစ်လုပ်ပြရပါမယ်။သူကတော့ဆက်လေးနဲ့ပဲအလွယ်ကျိတ်လိုက်ပါမယ်။ လုံးဝညက်ပြီးတော့စီးသွားတဲ့ထီကိုကြိတ်ပေးရပါမယ်။ဆူစားလေးထည့်ဖို့ကြံခဲ့လို့စားလေးနည်းနည်းထည့်ပြီးတော့မှပြန်ပြီးတော့ကြိတ်ပေးလိုက်ပါမယ်။စားထည့်ပေးမှဆိုတော့ဒီဇီးပူတီကအထားခံမှာပေါ့နော်။ဒီဇီးပူဒီရဲ့အရသာကလေးဖန်ကလေးရှိပေမဲ့လည်းသူ့မှာပါဝင်တဲ့ကျမကြီးအာနိသင်နေကြတော့အများကြီးပါပဲ။ ဒီစည်းပျဒီမှာကြတော့ရေဓာတ်အဆီဓာတ်ပရိုတင်းနဲ့အမြင့်ဓာတ်စတဲ့ကယ်လ်ဆီယမ်တို့တန်ဓာတ်တို့တွေပါဝင်တာကြောင့်ဒရိုးကိုကြန့်ခိုင်စေတာအမြင့်အာရုံကြည်လင်စေတာစိတ်ဖိစီးမှုကိုတက်တာစေတာစတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ကိုဝင်ဆောင်တဲ့နိုဒိုင်မိခင်တွေကတော့စည်းပျဒီစားတဲ့အခါမှာဗီရပ်စိုးကျိုးတွေရှိနိုင်တာကြောင့်စည်းပျဒီကိုမစားသင့်ပါဘူးနော်။ ကဲဆူရောဇီပူတီတွေကိုဘူးထဲကိုထည့်ပြီးဆိုရင်တော့အပေါ်ကနေစီလေးထည့်လိုက်ပါမယ်။ပြီးပြီးဆိုရင်တော့ဒါလေးကိုအလုံးပိတ်ပြီးတော့မှရေခဲတက်တာထဲမှာတိမ်းထားမယ်ဆိုလို့ရှိရင်တုတ်စားတဲ့အခါမှာထုတ်ထုတ်ပြီးတော့တုတ်စားလို့ရပါတယ်။ကဲဆူဒါလေးကိုတုတ်ပြပါမယ်။တီးကြတဲ့ကျွတ်တွင်ကျွတ်တွင်ဖြူလေးထည့်ပါတယ်။ပြီးပြီးဆိုရင်တော့ဇီပူတီတွေကိုနည်းနည်းထည့်လိုက်ပါမယ်။သူကကြတော့အချင်တက်များတာဖြစ်တဲ့အတွက်အရန်ထည့်စရာမလိုဘူးပေါ့နော်။ကျက်တော့အချိုတက်လေးရဲ့နနမင်းလေးရဲ့နဲ့ပြီးရင်တော့အရသာအတွက်စားရသာမုံလေးပဲထည့်ပါမယ်။စီကိုတော့လိုအပ်သလောက်ထည့်ပါမယ်။ အစအတွက်ကိုတော့ငရုတ်တီကြမ်းမောင်လေးပဲတုံးထားပါတယ်။တကယ်လို့ငရုတ်တီစိမ့်လေးနဲ့တုပ်ချင်နေဆိုရင်လည်းရပါတယ်။ကဲပြီပြီဆိုရင်တော့သူတို့အားလုံးကိုနှံ့အောင်နေထားပြီးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့အချင်တက်လေးနဲ့အရန်ဆောက်လို့ကောင်းတဲ့စစ်သွန်ဇီးပြူတီချင်းတုပ်လေးတော့ရသွားပါပြီ။ဒါလေးကကြတော့သူတို့အရန်ဟင်းနေနဲ့လည်းဆောက်လို့ရတယ်လို့ဆုဆိုလို့ရှိရင်ဒီတမျိုးရဲနဲ့တော့မဆောက်လို့ရရပါတော့။အရန်ဆောက်လို့ကောင်းပါတယ်။ ကဲဒါဆိုရင်တော့ဆူရဲ့ဇီဂီတီတောက်ဗီဒီယိုလေးကတော့ပြီးသွားပါပြီ။နောက်ထပ်လည်းဟင်းချက်နီမိုလိုနီဗီဒီယိုလေးတွေကိုဇလိုက်တင်ပေးဦးမှာဖြစ်လို့ဆူရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပေးခဲ့ပါအောင်ရှင်။နောက်ထပ်ဗီဒီယိုတစ်လေးတင်နိုင်တရားဖို့အတွက်ဘီနာကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဝင်မိနေအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ။